ဲဒီမှာဆိုရင်ကျွန်တော် mouse ကအရေးအတွက်ဘယ်လောက်ရောင်းရတယ် total price ကဘယ်လောက်ရောင်းရတယ်ပြီးကျွန်တော် keyboard keyboard ဆိုရင်လည်းအရေးအတွက်ဘယ်နှခုရောင်းရတယ်အဲကျွန်တော်ဒီ bluetooth speaker ဆိုရင်လည်း bluetooth speaker အရေးအတွက်ဘယ်နှခု မင်္ဂလာပါအခုကတော့ကျွန်တော်ဒီရေးဆွဲထားတဲ့အိတ်ဆက်စင်းစရာတဲ့မှကျွန်တော်ဒီ product တစ်ခုချင်းစီကကျွန်တော်ဒီအရေးအတွက်ဘယ်လောက်ရောင်းရတယ်ဒီ total ဘယ်လောက်ရောင်းရတယ်ပေါ့နော်ဒါလေးအလွယ်တကူတွက်တက်နေကိုရှင်းပြပြပါမယ်အဲ့တော့ကျွန်တော်ဒီမှာဆိုရင် keyboard ပေါ့နော် keyboard ကကျွန်တော်ဒီအရေးအတွက်က၈ခုရောင်းရတယ် total price အားလုံးရောင်းရတဲ့ tempo က၈000ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်နောက်တစ်ခုနောက်တစ်ခုကကျွန်တော်ဒီ mouse ပေါ့နော် mouse ဆိုရင်ဒါ10ခုရောင်းရတယ် total price က5000ပေါ့နော်ဒီလိုတစ်ခုချင်းစီဒါအလွယ်တကူတွက်တက်နေလေးကိုကျွန်တော်ရှင်းပြပြပါမယ်ဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ဒါလေးကိုပြန်ဖြတ်လိုက်မယ်နော် โอเคတော့ကျွန်တော်ရေဆုံးကျွန်တော်ဒီထဲမှာရှိတဲ့အမျိုးအစားတွေပေါ့နော်အမျိုးအစားတွေတစ်ခုချင်းစီကိုကျွန်တော်ဒီဘက်မှာပြန်ရေးမယ်နော်ဒီမှာဆိုရင်ကျွန်တော် mouse တစ်ခုရှိမယ်အဲကျွန်တော် mouse ရှိမယ် keyboard ဆိုလည်းအဲကျွန်တော်ဒီဘက်မှာ keyboard ရှိမယ်အဲ bluetooth speaker ဆိုရင်ဒါ bluetooth speaker ရှိမယ်အဲပြီးရင်ကျွန်တော်ဒီ SSD ဆိုရင် SSD ရှိမယ်ပေါ့နော်ဒါလေးကိုကျွန်တော်ဒီဘက်မှာတည်တံ့ထုတ်လိုက်တယ်တည်တံ့ထုတ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ product ပေါ့နော် product ဆိုလည်းဈေးကွက်မှာ click တစ်ချက်နှိပ်မယ်နှိပ်ပြီးကျွန်တော်ဒီအပေါ်က data ပေါ့နော် data ကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးကျွန်တော်ဒီ ဲကျွန်တော်ဒီ data 2ဆိုတဲ့နားလေးမှာပေါ့နော်ကျွန်တော်ဒီမှာဒီဒီနားလေးမှာကျွန်တော် mouse လေးတင်လိုက် mouse လေးတင်လိုက်တော့ data variation ဆိုပြီးတော့ရှိတယ်ဒါလေးကို click တစ်ချက်နှိပ်နှိပ်ပြီးကျွန်တော်ဒီမှာ data variation ဆိုပြီးတော့ရှိတယ်ဒါလေးကို click တစ်ချက်နှိပ်လိုက် okay နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာဒီ any value ပေါ့နော် any value ဆိုတဲ့နေရာမှာကျွန်တော်ဒီ list လို့ပြောင်းလိုက်မယ်ပြောင်းပြီးသွားရင်ကျွန်တော်ဒီ source ပေါ့နော် source ဆိုတဲ့နေရာမှာကျွန်တော်ခုနကတော့ဒီဒီဘက်မှာရေးထားတဲ့ဟာတွေပေါ့နော်ဒါတွေအားလုံး select ပေးလိုက်မယ် okay select ပေးပြီးသွားပြီဆိုရင် okay တစ်ချက်နှိပ်လိုက်မယ် โอเคဒါဆိုရင်ကျွန်တော်ဒီ product ဆိုတဲ့ဆဲကွက်မှာ click တစ်ချက်နှိမ့်လိုက်နှိမ့်လိုက်ကျွန်တော်ဒီဘေးနားလေးမှာမြားလေးအောက်ဆိုင်နေရှိတယ်ဒါကကျွန်တော်ခုနကတော့ data validation ထည့်လိုက်တဲ့ဟာလေးကကျွန်တော်ဒီမှာမြားလေးအောက်ဆိုင်ညာနဲ့ပေါ်နေရင်အဲ့ဒါလေး click တစ်ချက်နှိမ့်လိုက်နှိမ့်ပြီးကျွန်တော်ဒီမှာဒါ product တစ်ခုရေးထားလိုက်ပါတော့ပြီးသားပြီးဆိုရင်ကျွန်တော်ဒီမှာ formula ရေးမယ် formula ရေးမယ်ဆိုရင်ကျွန်တော်ဒီ formula ကကျွန်တော်ဒီအရေးအတွက်ပေါ့နော် quantity ကိုတွက်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီဆဲကွက်မှာ click တစ်ချက်နှိမ့်မယ်โอเคနှိမ့်ပြီးသားပြီးဆိုရင်ကျွန်တော်ညီမြာချင်းရေးရမယ့် formula ကကျွန်တော် SUMIF နော် SUMIF လို့ရေးလိုက်ပါရေးလိုက်လို့ကျွန်တော်ဒီတိုင်းလေးပေါ်လာရင်ဒါလေးကို double click နှိပ်လိုက် โอเคควินซะပြီးသွားပြီဆိုရင်ကျွန်တော်ဒီ product တွေပေါ့နော် product တွေအားလုံးကိုကျွန်တော် select ပေးလိုက်မယ်โอเค select ပေးပြီးသွားပြီဆိုရင်ကျွန်တော် comma တစ်ချက်ခဲ့မယ်အဲပြီးသွားရင်ကျွန်တော်ဒီ product တစ်ခုချင်းစီကိုဒါပြောင်းပြီးတော့တွက်မယ်အကွက်ပေါ့နော်အဲ့တော့ကျွန်တော်ဒီရဲ့ select ကလေးကို click တစ်ချက်နှိပ်လိုက်မယ်ပြီးရင် comma တစ်ချက်ခဲ့မယ်ပြီးရင်ကျွန်တော်ဒီအရေးအတွက်ပေါ့နော် quantity ကိုတွက်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီအရေးအတွက် select ကိုအ select ပေးလိုက်မယ် โอเคဒီတိုင်းလေးရတိုင်းလေးရပြီဆိုရင်ကျွန်တော်ပြင်ခွင်ပေးလိုက်မယ်ပြင်အန်နာနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော် mouse ကအရေးအတွက်က10ခုရောင်းရတယ်အပြီးတော့တခြားတစ်ခုပေါ့နော်တခြားတစ်ခုပြောင်းမယ်ဆိုရင်ကျွန်တော်ဒီ7ခွက်မှာ click တစ်ချက်နှိပ်လိုက်နှိပ်လိုက်ကြောဒီနားလေးမှာမြားလေး outside နဲ့ရှင်းတယ်ဒါလေးကိုတစ်ချက်နှိပ်နှိပ်ပြီး keyboard ကိုတစ်ချက်နှိပ်လိုက်ဒါဆိုရင်အဲဒါ keyboard က10ခုရောင်းရတယ်ပေါ့နော်အပြီးတော့ရင်ကျွန်တော်ဒီ total price ပေါ့နော် total price တွေ့မယ် total price ကကြတော့ကျွန်တော်ဒီ mouse ဆိုရင် mouse ကကျွန်တော်ဒီဘယ်လောက်ဖို့ရောင်းရတယ်ပေါ့နော်အဲဒါလေးတွေ့မယ်ဟောပြီးတော့ကျွန်တော်ဒီတွေ့မယ်ဆိုရင်တွေ့မယ်7ခွက်မှာ click တစ်ချက်နှိပ်မယ်နှိပ်ပြီးညီများချင်းရေးမယ်ညီများချင်းရေးပြီးသားရေးဆိုရင်ခုန formula အတိုင်းမယ် SUM SAM IFA ပေါ့နော် SAM IFA လို့ရေးလိုက်ပါရေးလိုက်လို့ဒီတိုင်းလေးပေါ်လာရင်ဒါလေးကိုတပက်ကလေးနေလိုက်ပါ Okay နေပြီးသွားပြီဆိုရင်ကျွန်တော်ဒီ product တွေရှိတဲ့ segue တွေပေါ့နော် product တွေရှိတဲ့ segue တွေကိုကျွန်တော် select ပေးလိုက်မယ် okay ပြီးသွားရင် comma ခံမယ်ပြီးရင်ကျွန်တော်ဒီ product တစ်ခုချင်းစီပြောင်းပြီးတော့ဒီ product တွေပြောင်းမယ်ဆဲခွက်ပေါ့နော်အဲ့ဒါလေးကိုလည်း click တစ်ချက်နေမယ်နေပြီး comma တစ်ချက်ခံမယ်အဲ့ပြီးရင်ကျွန်တော်ဒီတစ်ခါကျတော့ဘာလဲဆိုတော့ကျွန်တော်ဒီ total ကိုတွက်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီ total ဆဲခွက်တွေကိုကျွန်တော် select ပေးလိုက်မယ် โอเคပြီးသားပြီဆိုရင် queen ပြေးလိုက်မယ်ပြီးရင် enter နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာ keyboard keyboard ပြီးသားကျွန်တော်တခုပြောင်းကြည့်မယ် bluetooth speaker bluetooth speaker ကရေတွက်က10ခုရောင်းရတယ်ဒါကကြတော့ကျွန်တော်ဒီစင်စရာကကျွန်တော်ဒီ tape တခုချင်းစီမှာရောင်းရတဲ့စင်စီဒီ product တွေကိုဒါစင်ထည့်ထားတယ်အဲ့ဒါအောင်မှကျွန်တော်ဒီဒီမှာက9ရက်စာပေါ့နော်တရက်ကနေ9ရက်ဆိုတာတစ်ဖက်စာအကြိမ်တစ်လစာဆိုရင်တော့တစ်လစာထည့်ရေးအဲ့ဒီတစ်လစာမှာဆိုရင်လည်းဒီပုံနိုင်မယ်ဒါ formula သွင်းပြီးတော့ဒါ product တခုချင်းစီကအရေးအတွက်ဘယ်လောက်ရောင်းရတယ် total price ကဘယ်လောက်ရတယ်ဆိုတော့ဒီနီလန်လေးနဲ့ဒါအလွယ်တကူတွက်လို့ရတယ် ါပါနော်။โอเคဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မယ်ထင်ပါတယ်။